ဒီဘောမင်းလက်ထက်ကျတော့ဘုန်းကြီးတွေတက်သွားရောဘုန်းကြီးလူတွေနိုင်ငံရေးမသိပညာရေးမသိဘုံမသိဒီမသိလောက်လိုက်တာဘာဖြစ်သွားတိုင်းပြည်ပြတ်သွားတာဒီတတိပြောပြီးခဲ့ဆိုတော့ဒါတရားခစ်တယ်ပဲတရားခစ်တယ်ရဲ့မျိုးပြတည်သောပုံကလည်းထူးခြားတယ်အိမ်တွေကိုဒီသူအဆောင်းလိုက်အရှိတောင်အနောက်တောင်အဲ့လိုမျိုးအဆောင်းလိုက်တွေစောက်တယ်ဘာဖြစ်လို့ဒီလိုခက်ဆောင်းဆောင်းစောက်တာလဲပေါ့ဆိုတော့ဒီလိုတို့ကမြန်မာပြည်ရဲ့ငလျင်ကြော်ကြီးရှိတယ် ဘလူးကျွန်းကနေပြီးတော့မြန်မာပြည်ထိတ်ကချင်ပြည်နယ်ပြီးပေါက်သွားတရုတ်ပြည်ကြီးရောက်သွားအငလျင်ပြည့်ရွေကျော်ကြီးရှိဒီနေ့အဲ့ဒါကြောင့်မြစ်စုံကိုလုပ်ရင်အဲ့ဒီငလျင်ကျော်ကြီးပေါ်ရှိနေတယ်အန္တရာယ်များတယ်လို့ပြောကြတယ်အဲ့တော့မြန်မာပြည်ကအောက်ကနေပေါက်သွားလာရင်ဘလူးကျွန်းကနေကိုထိတ်တက်တဲ့အားငလျင်ကျော်ကြီးပဲတောင်နဲ့မြောက်ဆောက်ရင်တက်တဲ့ဆောက်ရင်အစာဦးတွေဆောက်ရင်ထချင်းချမ်းတော့တာဒါငလျင်လုပ်ရင်အဲ့တိုင်အမြဲတမ်းပြတ်တယ်ဒါကြောင့်တရေခက်တရားဆောင်းပြီးတော့သူဆောက်တာဒါကြောင့်ငလျင်မှမပြတ်သေးဘူးတရေခက်တရားမျိုးကြီးကနန်စောနန်ကြောင်လို့ခေါ်တယ်တရုတ်တက်တွေဖြက်စီးတဲ့ကမီးရှို့တဲ့ကတော့မကုန်ဘူး တော့တေရခိတရားကိုအပြီးဖြတ်ပစ်လိုက်တာဘယ်သူဖြတ်တာအနဝေထာဖြတ်ပစ်လိုက်တာဘာဖြစ်လို့ဖြတ်တာတော့အဲ့တော့တေရခိတရားမျိုးဟောင်းကြီးရှင်များဒီနေ့ခိလို့ဆိုရင်သဘုံတွေပါတယ်မျိုးပြတစ်ခုတိဆောက်လို့ရလောက်အောင်သူ့ရဲ့ structure တွေကကျန်းနေသေးတယ်အဲ့ဒါဆိုရင်ဗကံကိုပြန်ပြီးတော့တော်လန်ပုံကံပဲပုဂ္ဂိုလ်ကတေရခိတရားကိုအခြေပြုပြီးတော့မျိုးပြနိုင်ငံတွေတိဆောက်ပြီးတော့တော်လန်နိုင်လိုက်အဲ့ဒါကိုသိတဲ့အခါအနဝေဒာအရိတေခိတရာကိုအမှုန့်ကြိတ်ပြတယ်။ဒါကြောင့်တေခိတရာရဲ့နောက်ဆုံးပြတ်တာကတော့ အနော်ရတာဖျက်လိုက်လို့ပြတ်သွားတာပါတို့တော့တရုတ်လက်ထက်မှာနေရအခုနပြောတယ်နန်းစောင်းနန်းကြောင်တွေတိုက်လို့ဒီခေတ္တရာသူ့ပြည်ညာနဂရစိန်နာမင်းလက်ထက်မှာအပြီးပြတ်သွားတယ်လို့ယူဆဒီချင်းမှုလေထုံသားအစင်လာတွေကိုဖျက်ဆီးဖို့အတွက်တော့စာအုပ်စာပေတွေမရှိတော့ဘူးမလို့ဘူးတဲ့ဖုန်းကြီးတွေစာဖတ်အောင်လုပ်လိုက်ပေါ့ဟုတ်လားလူတွေစာဖတ်အောင်လုပ်လိုက်တယ်ဒါပဲ စံဖတ်ဘူးလေစံဖတ်တော့ရှင်ပြတယ်ဗါလေအမြင်ကျင်မှာလားအမြင်ကျင်မှာအမြင်ကျင်တော့အငင်းတန်နေလေအမြင်ကျင်တော့အငင်းတန်နေလေအဲ့ငင်းနေတဲ့ပုံကိုယ်တွေကအမြင်ကျင်လို့အမြင်ကျင်ဩဒါဒါပဲကျန်းကဆိုတာအဒါပဲရှုတော့အောင်ဆိုတာဒါကခက်ပြဲဆိုတာဒါကမြေပြင်ထောက်တာတွေရာတွေ့တာဒါကဘာကြောင့်ဖြစ်နိုင်လဲအမြင်ကျဲသွားတာနဲ့ရှင်ပြသူကငင်းစရာမလိုတော့ဆွေးနွေးဖို့ပဲလိုတော့အဲ့မှာ negotiation လုပ်ယူလို့ရတယ်ဒီပြတော့ညှိနှိုင်းယူလို့ရတယ်ဆွေးနွေးယူလို့ရတယ် timing ယူလို့ရတယ်အဲ့ဆိုအမြင်ကျင်တော့ဖင်ပိတ်ညင်တာပေါ့ဗျာညင်တာတော့ရိုးညင်တာမဟုတ်ဘူး ဟုတ်လားအပေါ်ကအတန်ထွက်လို့မလားတော့အောက်ကအတန်တွေပဲထွက်မှာသလိုဖင်ပိတ်ညင်းတာဗျညင်းချင်းတော့အငင်းတန်တယ်ဒီမှာဆိုစာမဖတ်ဘူးဆိုတဲ့ပုံကိုယ်ကအငင်းတန်အငင်းကောတန်တဲ့ပုံကိုယ်ကစာမဖတ်ဘူးတော့မို့ဖတ်ရင်လည်းတူတယ်မျိုးပဲဖတ်တယ်သူမြင်တဲ့ကြံသူတိထတာအခိုင်မှာအဲ့လိုမျိုးမဆွဲရအောင်အခုတမိုင်းမှာရှင်များတို့ကြည်လိုက်ယူဆတယ်မျိုးမျိုးမရှိဘူးလားဗျာအမြင်တွေအများကြီးမရှိနိုင်ဘူးလားအဲ့ဒါဆိုတော့အမြင်ကျဲကျဲအတွေးခေါ်ကျဲကျဲနဲ့ထားမှာဗျာယူတို့မသိသေးကြတော့ဗျာရေဘာပြောလဲကျဲမှာမျက်စိကျဲမှာယူတို့ဘာကျင်းနေလဲ ဖင်ကောင်းကျယ်နေတယ်ခါနော်အဲ့ဒါဆရာတော်ကြီးပြောတာတော့ဆရာတော်ကြီးရဲ့စကားဆိုတော့တန်တာပေါ့ဗျာဒီလိုပြောရင်တော့ရိုင်းနေနေရှိမှာအဲ့ဒါဆိုဒီပြတော်တို့အချင်းတွေကတော့ဒီတိုင်းပဲဗျာဘုန်းကြီးတွေဆိုတာအရှင်မြတ်လို့သာနဲ့ဘုန်းကြီးဘုန်းကြီးနဲ့စာကန္တဒုဒဝိပဒနာဒုဒကန္တဒုဒဆိုတာရှင်မြတ်တို့ပရိယတိတင်တတ်တယ်မဟုတ်ဘူးဗျဘာကန်တော်ဆရာတော်ဘုရားကြီးတို့လေဒီဆရာတော်ဘုရားကြီးတို့လေ့လာကြည့်လိုက်စာတွေဘလောက်ဖတ်တယ်လဲဆိုတာခေမြင်တွေဘလောက်ရှိတယ်လဲဆိုတာရှင်မြတ်တို့တွေ့လိမ့်မယ်အဲ့ဒါဆိုတော့ပရိယတိစာပေလောက်နဲ့တင်ရှင်မြတ်တို့လူတွေကိုသဘောပေါအောင်ပြောဖို့မလွယ်ဘူး လူအချင်းတွေလူစရိုက်လူအတွေ့အကြုံအချင်းတွေခက်ခဲတွေကိုနားလဲဖို့လေအစာတွေလည်းဖက်ရတယ်အဲ့ဒါကြောင့်မလားလူတွေကိုထိရောက်တဲ့စကလုံးဝေါ်ဟာတာတွေကြွကြွဝါးဝါးနဲ့ရှင်များတို့ပြောနေမယ်ဒါဘောဘောကြီးဖရားဒါဒီဖရားလည်းဖရားရှင်ရဲ့သင်จิตတော်တို့ဘုံညှက်ရိုးတော်ရှိတယ်လို့ယူဆကြတယ်အဲ့ဒါကိုအနရထာဖြိုးချပြီးမှအဲ့ဒါကိုပင့်သွားတယ်ဒီနေ့ရွှေသီးကုံဖရားမှရှိတယ်အထက်မှာအကောင်းမှုလို့အလဲမှာရွှေသီးကုံအောက်မှာရွှေတကုံမြမိုင်းမှာတကူကြီးဖရားကြီးသုံးစုတွေ့လားဗျရွှေတကုံရွှေသီးကုံ ဆရာတော်ကအနန္တဘုရားကိုတည်ခြင်းနဲ့ဘုံဘုံထက်မှကောင်းမှုလို့ကချင်းပြည်နယ်မှာရှိတဲ့ပူတာကိုတပည့်တော်သုံးောက်ရောက်ပြီဖျားလောင်းဆက်မင်းရွှေဆက်မင်းဘွာဧကသာနေခဲ့တဲ့နေရာမေခမြစ်ပေးမှာအထက်မှကောင်းမှုလို့ယူတယ်ရှင်မြတိမ့်နဲ့ချီဘုရားဘာသာရှိခဲ့တာအခုဘုရားဘာသာ၄တောင်မပြေတော့အခုရုတ်သွားပြီရှင်ဝုန်းဆိုကြသွားလိမ့်မယ်ရှင်မြပြင်ကြည့်တော့ကမ္ဘာမြေပုံနဲ့ပြရှင်မြတို့တို့သာသနာအခုဖုံးကြီးချင်းချင်းမြင်တယ်လို့ကျဲနေတယ်ထင်ရကမ္ဘာအမြင်နဲ့လှမ်းကြည့်လိုက်ရင်ဒီပြတော့ ပစ္စည်းလေးကြံတော့တာဘုရားအိုမှာသိမ့်တဲ့ကြီးဘောတော်ဗတာတွေရှိကြတယ်အခု၄000မပြေတော့ဘူးကုံပြီကုံပြီကုံပြီအဲ့ဒါတော့အထက်မှာကောင်းမှုလို့ကောင်းမှုလို့ဘုရားကြီးရှိတယ်အလဲမှာရွှေသီးကုန်ပကံရွှေသီးကုန်ဘုရားအောက်မှာရွှေတကုန်နော်ဒီပြေတော့မြန်မာပြည်မှာတကူကြီးဘုရားအသုံးသူဆိုတာရှိတယ်တေခိတရာခင်မှာ9နှစ်ဆိုရင်ကိုရင်ဝက်ယောက်ျားလေးဆက်သွား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 ဟောပြီ20ပြည့်ပြီဒီကိုရင်ဝက်ရှင်တော်ကိုပရိယတိသာပြီမလဲကြသွားတောင်သူလုတ်တဲ့ဟာတွေပါတယ်တင်းတော့လူထွက် အမျိုးသမီးလေးဆိုတာမဏိမနာမဏိမဝဲရမရဆိုပြီးရင်ပါလိုက်မယ်တာမဏိမဝဲခုနှစ်နဲ့သမီးဆယ်ယောက်နဲ့သမီးဆက်မနေချင်းရကန်ရတာဘာလို့တာအားတာတွေအိမ်မှုကိစ္စတွေသင်အိမ်အောင်ရတာပြုလို့ရတိုးတော့ခုနှစ်နှစ်ဆိုရင်ကိုရင်တာမဏိမအကုန်ဝဲရတယ်ဆိုတော့တာနာသူတို့မှာတာနာပေါ့ဝင်ငယ်ဘူးတဲ့သူမရှိသလောက်ပဲဒီခစ်တရားတာနာလောက်အာကောင်းခဲ့တာပြီဒါလောက်အာကောင်းခဲ့တယ်အဲ့တော့ဒီတော့ဒီမှာမိကုန်းတစ်ခုမြန်မာပြည်တို့ဘုရားကြွမကြွမြတ်စွာဘုရားရှင်ကပထမဝါလွန်မြောက်တဲ့ကရေသိမ့်ညီနောင်ရှင်တထောင်ကို ချေချွေရင်းနဲ့တကူပေါင်း3800ကျော်4000ဝန်းကျင်ပြတယ်3လလောက်ကြာเนาะဒါရှင်များတို့ဘုရင်တပိုင်းမှာရှိပြီးသားအဲ့လိုတကူပြနေရင်းနဲ့ဒီနေ့ကျတော့ဟာဒီယသိတထောင်ကိုအဲ့မှာတို့ကယသိပူဇော်ပွဲရှိတယ်အိန္ဒိယမှာဒီနေ့မြတ်စွာဘုရားရှင်ဆွမ်းခံမကြွရင်ကောင်းပါပဲလို့ရာသီဥမျိုးလူမျိုးသားတွေကစိတ်ဒီလိုဖြစ်တယ်ယသိတွေကိုဥသာပေးပြီးတော့ပြုစုခြင်းလို့အဲ့ချိန်မှာမြတ်စွာဘုရားရှင်ကတိတဲ့အခါကျတော့ဟောမြောက်ကျွန်းကိုကြွတော်ပြီးဆွမ်းခံတယ်မြောက်ကျွန်းကနေဆွမ်းဖုံးပေးပြီးတဲ့အခါကျတော့ဟောဒီပြီးတော့တို့မဟာဝင်ဥယျာဉ်ကြီးပေါ့ဒီလင်က နော်မဟာဝုန်းရင်ဒီလောလောလောဟပါတာရကျင်းပြတ်တဲ့ကြီးဖြစ်လာပြီးရင်ထာဂရကျမ်းပြူစီရတော်ရှင်မဘုဒ္ဓဂောတာတမိုင်းနဲ့ချိန်ပဲအဲ့ဒီဖြစ်နေတဲ့အဲ့ဒီမဟာဝင်ဥကြီးတွေမှာမြတ်စွာဘုရားရှင်ကနိရောဓဖလားတမိုင်းဝင်စားဝင်စားပြီးတဲ့အခါမြန်မာပြည်ဖိုးဦးတော်ထိပ်ကိုကြွလာခဏိပြီးအနောက်ဘက်ကဖိုးဦးတော်ထိပ်အဲ့ဒီမှာရှင်မြတ်စွာဘုရားရှင်ရဲ့အုံသလုံးအုံသလုံးတော်နမြတ်စွာဘုရားရှင်ရဲ့ချက်မှာပေါက်တဲ့ချက်မွေးတော်ပြီးတဲ့အခါကျတော့ခြေဘုံမှာပေါက်တဲ့မွှင်းညင်းတော်အဲ့ဒါတွေကိုခဏိပြီးရွှေဆန်တော်ဘုရားမှာ လေးသူတက်ဆန်ရွှေဆာရံ ်အဲလေးသူတက်ပြောရွှေစံတော်သူတဒနာတော်တော်ထိတ်မှာအေဇိကနဲ့ဗန်လိကပြောကြည့်ပါအောင်ဗျပြန်ပြောပါတပုဒ္ဒနဲ့ဗန်လိကတပုဒ္ဒနဲ့ဗန်လိကကဩဂလာပါတိုင်းသားစံတော်ပင်ကြတာအခုအေဇိနကနဲ့ဗန်လိကမကွေးသားမကွေးမျိုးတက်ကအဲဆိုတော့မြန်မာပြည်ထပ်ပဲအောင်ပိုင်းကိုစံတို့ပဲတို့ငပိတို့အပေါ်အညာသာလေးတွေနဲ့အပြန်လန်အေရော်ဒီမြစ်ကနေကုန်ကုနေတဲ့သူတွေအဲဆိုတော့မြတ်စွာဘုရားရှင်ကိုဒီဘလူးတဲ့ငကားတွေရနေပြီးတော့ ဒီစံတော်တွေခုနပြောတဲ့ဒီမွေးရင်တော်တွေအလူခံပြီးတဲ့အခါနောက်ဧဇက်ကနဲ့ဗလိကနဲ့ရောက်လာတဲ့အခါသူတို့ကဘုရားတည်လိမ့်မယ်လို့မြတ်စွာဘုရားရင်ဗျာဒိတ်ပေးခဲ့တယ်။အဲ့တော့ဧဇက်ကနဲ့ဗလိကတော့ဣသိကတို့ဗလိကတို့ရောက်လာတဲ့အခါကျတော့ဒီကုံသိန်းကြီးနောင်ကအဲ့ဓာတ်တော်ကျုပ်ကြီးတွေကကောင်းငင်နေကြလာတဲ့ဓာတ်တော်ကျုပ်ကြီးရဲ့ဓာတ်တော်တွေကိုခနေ့သူတသနာတောင်တော်မှာဘုသောတာခနေ့ပြီကရွှေစံတော်ဘုရားဆိုတာအဲ့ဒါဗျာ။ဘုရားရှင်ရဲ့စံတော်တွေအုံနှလုံးတော်ပါမယ်။ဝိညာဉ်တော်ပါမယ်။အဲ့ဒါကိုစံတော်လို့ပဲပေါင်းပြောတာပါ။ မြမအိမ်မှာဖရာဟာပထမဝါလွန်းနေရတချိန်ကြွခဲ့တယ်နောက်တစ်ခုပါလဲဗျာသန္ဓသူရိယမင်းရခိုင်မင်းပါဗျာနော်နန်းဆန်နေနသက်ကြောင့်ပါမြမပြီမြတ်ဗုဒ္ဓဟာမာတဂရီ1နှစ်3နှစ်တုံးဆိုဘယ်နှဝါဖြစ်သွားလဲဝါတော်20ကစုံလာပြေဘောဓုနေမှာဘာဖြစ်တာလဲနောက်ပါယန္တာ900နဲ့တကွာကြွလာတယ်တဲ့မာမြတ်မုနိဖရာသပိုင်းမှာကြည်မာမြတ်မုနိဖရာရခိုင်ပင်လာတာဟုတ်ဗျာရခိုင်မှာသန္ဓသူရိယမင်းလက်ထက်ကအဲဆိုခြေရွာချက်ခဲ့တာတွေလည်းတွေ့ ်နောက်တစ်ခုပါလဲဗျာရာမညာတိုင်းတထုံကြီးတရားရာသာမင်းလက်ထက်ဖျားကြွလာကြောင်းကြိုက်တီးတို့ဖျားသပိုင်းမှာ ဖတ်ပါဗျာနောက်တစ်ခုပါလေဒကောင်မျိုးရွှေသီးကုန်ပြားသမိုင်းဒီတော့ပြောပြီနော်ရွှေသီးကုန်ပြားတိုက်တူးလို့ပြိုးသွားပြီအခုတော့အုပ်ပုံကြီးရှိသေးတယ်ရှိသေးတယ်နော်အုပ်ပုံကြီးရှိသေးတယ်အုပ်ပေါင်းအုပ်ချက်ပေါင်း9,8980တိအိမ်တော်ကိုအုပ်တစ်ချက်အဲ့ဒါတော့မိသားစုပေါင်းအလောက်ရှိတယ်အခုခေတ်နဲ့တွေ့တော့မန္တလေးမြို့ရဲ့လူဦးရေလောက်ရှိတယ်ဒါဆိုတော့ဒကောင်ကတချိန်ကမြို့ကြီးကိုအကြီးဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေ့ရတိအိမ်တော်ကို9ယောက်နဲ့တွေ့9ယောက်ကို9,8980မြောက်ကြီးလိုက်ပါဗျာပြန်ပြန်9ယောက်နဲ့တွေ့ကြည့်လိုက် အဲ့တော့အများကြီးပဲလူကြီးတန်းတဲ့ချီရှိတယ်ဒကောင်းမျိုးကြီးကစီကားခဲ့တဲ့အချိန်ကကြိုင်နောက်တစ်ခုပါလဲဗျာဗကန်သမိုင်းများမှာလည်းဘုရားရှင်ကိုယ်တိုင်ကြွလာပြီးတော့ဗျာဒိပေးခဲ့တဲ့တန်းကြီးတော်သမိုင်းမှာတွေ့ဟုတ်လားအဲ့တော့တန်းကြီးတော်ပေါ်ကြွလာတဲ့အခါတပည့်တော်တို့ဆလင်ခွေနရတုတယုတ်ပြင်းမင်းဖြစ်မဲ့ပုံကိုလေသူကအဲ့တော့ဘလူးပေါ့ဘုရားကိုအင်ပတ်ကြီးမိုးပြီးတော့ပူဇော်ခဲ့တယ်လို့ပြောတယ်ဒါကြောင့်သူကဗကန်သမိုင်းမှာ၃ချိန်မင်းဖြစ်တယ်ဒါပေမဲ့တစ်ချိန်တစ်ချိန်မှာဘာမှမကြောက်ပါဘူးဆလင်ခွေဆိုတာ အနော်ထာတော့မတိုင်ခင်နဲ့မင်းခွေးချေးလို့လဲခေါ်တယ်ဆဲလို့တက်ခါနောက်တရုတ်ပြေးမင်းနောက်နရတု လောင်းစီတူကိုတက်ပြီးတော့ဓမယန်ကြီးဖျားတည်တယ်အဲသူဘလူးဘွားဖျားကိုအင်ဘတ်မိုးပြီးတော့ထီးတော်လှူခဲ့တာပါဗျာအဲ့ဒါကြောင့်သူပကံမှာမင်း30ပြန်ဖြစ်တယ်လို့ပြောတယ်တန့်ကြည်တောင်သမိုင်းမှာလည်းဖတ်ကြည့်လို့ရကိုင်နောက်တစ်ခုဖတ်ကြည့်ပါရဲဗျာဘုရားရှင်ကြွလာပြီးတော့မန္တလေးမြို့ကိုဗျာဒိတ်ပေးတယ် နော်အဲ့တော့မန္တလေးတောင်ပေါ်မှာဗျာဒိဖျားရှိတယ်ဗျာစာနာမှုခေကပါလို့တယ်သားမြတ်ကိုဖျက်ပြီးတော့လှူတယ်အရှင်များတို့ဒီအပါလေး30ကျော်တွေကတပားလောက်ပဲတန်တန်တွေထွက်တာလားအဲ့ဒါဆိုတော့စာဖတ်ကြပါလို့ဒီရောအဲ့ဒါလေးပြောချင်ပါလားကဲဟုတ်ပြီဒီတော့တေခိတ္တသမိုင်းကိုနတ်ဘန်တစ်ချိန်မှာဒီတော့ထပ်ပြောပါဒီ